။တနင်္ဂနွေသားသမီးများအတွက်တပတ်စာဘေးရင်ဟော့စတယ်ဝင်ငွေကောင်းပြီးကျွေးဟောင်းများပြန်ရပြီးသို့မဟုတ်ကျွေးဟောင်းပြန်ဆက်ရလိမ့်မည်။အိမ်အိမ်ခန်းတိုင်ခန်းကိုလိုငယ်အယောင်ဝယ်ဖြစ်မည်။လူမှုရေးလုပ်ငန်း Brighter လုပ်ငန်းမှာအခက်အခဲပေါ်မည်။နိုင်ငံသားတန်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်။ကုသိုလ် အင်းအလူဒါနပြုလုပ်ခြင်းတမျိုးမျိုးပြုလုပ်ရလိမ့်မည်တယ်လီဖုန်းအသစ်ဝင်ပြီးဈေးရုံသို့လူနာမေးသွားရမည်မေးခဲ့တော့ကောင်း၏ဈေးမာရေးကတော့အိတ်မပြောသောယောဂါဖြစ်ပြီးပညာရေးမှာအခြေအနေမကောင်းပါအခြေရေးနှင့်အိမ်တော်ရေးမှာတာယာနေပါသည်ကံကောင်းသောကနေများမှာ3 4 9နေများဖြစ်ပါသည်ရေရီယာနေနှင့်တနုနေနေမှာနေအိမ်ဖျားကြောင်းဆောင်မှာအုံထမင်းကလူပူဇော်ပါတနုနေသားသမီးများတွင်ဒီတစ်ပတ်မှာစိတ်ချမ်းသာခြင်း ကိုကျန်းမာခြင်းများနဲ့ပြည့်စုံပါစေ။ကောင်းသောလူရည်ဆန္ဒများလည်းပြည့်ဝကြပါစေ။ ။တနင်္လာသားသမီးများအတွက်တပတ်စာပေတင် hostel အလုရှာနေပါကသို့မဟုတ်အလုရှောက်တာပါကအလုရမည်။စိုက်သစ်ဖွင့်ခြင်းလုပ်ငန်းသစ်လုပ်ခြင်းများပြုလုပ်ရနိုင်ပြီ။မော်တော်ကားအယောင်ဝယ်ဖြစ်မည်။နိုင်ငံခြားမှငွေရောက်မည်သို့မဟုတ်နိုင်ငံခြားငွေဝင်မည်။သေးယုံသို့လူနာမေးသွားရမည်။မေးခဲ့သောကောင်းဤစံတပါအယောင်ဝယ်ကောင်းမည်။တယ်လီဖုန်းပြက်မည်ပြောင်းမည်။ဈေးမရေးရတော့ဦးသို့မဟုတ်အစာအိမ်ရောက်မည်။ပညာရေးမှာကြိုးစားရန်လိုအပ်နေပါသည်။အခြေရေးနှင့်အိမ်တော်ရေးမှာ ာတာယာနေပါသည်ကံကောင်းသောကလည်းများမှာနှစ်48ကလည်းများဖြစ်ပါသည်ယနေ့အနေနဲ့တနင်္လာနေ့မှာတကိုးကြီးဖရာတနင်္လာတောင်းမှာခရီ24ညောကတ်လို့ဆိုပါတနင်္လာသာသီများတွေဒီတစ်ပတ်မှာစိတ်ကြံပါခြင်းကိုယ်ကြံပါခြင်းများနဲ့ပြည့်စုံပါသည်ကောင်းသောလူရင်းဆန္ဒများလည်းပြေဝကြပါစေ ။အင်္ဂါသာသီမြများတွင်တပတ်စာပေတွင် hostel အလုတ်ပြောင်းအလုတ်နေရာပြောင်းပုံပြီ။ဖယားစိနုတော်ဖယားပုံတော်မြင့်မြတ်သောပုံတော်များဝင်ပြီ။အိမ်အိမ်ခန်းတိုက်ခန်းကွန်ဒိုခန်းအယောင်းဝယ်ဖြစ်ပြီ။အမှုပညာလုပ်ငန်းမှာအောင်မြင်မှုများတွင်တည်ရင်ကောင်းကြာရပြီ။နိုင်ငံခြားမှာအလုတ်ရှာနေပါကသို့မဟုတ်အလုတ်လျှောက်ထားပါကအလုတ်ရမည်။ရေလုံငန်းရေထွက်ပစ္စည်းရောင်းဝယ်လုပ်ငန်းမှာကောင်းမွန်ပြီ။ကပိုင်း night တကူးကူးခံရတတ်သည့်သတိထားပါ။ဈေးမကြီးကတော့ စီးရောဂါဖြစ်ပြီးပညာရေးမှာတိုးတက်မှုရှိနေပါသည် အချစ်ရင်းနှင့်အိမ်တော်ရေးမှာတာယာနေပါသည်ကံကောင်းသောကလည်းများမှာ9 6 9ကလည်းများဖြစ်ပါသည်ရေရာနေနှင့်အင်္ဂါနေမှာနေအိမ်ဖျားကြောင်းဆောင်မှာစီထမင်းသုံးပွဲကတ်လူပူဆောပါအင်္ဂါသာသီးများတဲ့ဒီတစ်ပတ်မှာစိတ်ချမ်းမာခြင်း ကိုယ်ချမ်းမာခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်းဆန္ဒများလည်းပြေဝကြပါစေ ။ဗုဒ္ဓဘုသာသမီးများတွင်တပတ်စာပေတွင် hostel မော်တော်ကားအယောင်ဝယ်ဖြစ်ပြီး online အယောင်ဝယ်ကောင်းပြီးဝင်ငွေကောင်းပြီးအိမ်ပြောင်းရမည်သို့မဟုတ်အိမ်သစ်တရမည်အမှုပညာလုပ်ငန်းမှာအနောက်ရှက်ပေါ်ပြီးစံစဘာအယောင်ဝယ်ကောင်းပြီးလူမှုရေးလုပ်ငန်း private လုပ်ငန်းတွေမှာဦးဆောင်ရမည်စာချုပ်စာရန်ပြုလုပ်ရလိမ့်မည်ဂျဲမာကြီးကတော့ချက်တော့နာသို့မဟုတ်လက်နာမည်ပညာရေးနဲ့ပတ်သက်ပြီးအပြိုင်ဆိုင်နေပေါ်ပြီးအခြေရေးမှာချစ်သူဤဆွေမျိုးများကြောင့် င်ငင်ရလိမ့်မည်အိမ်တော်ရေးမှာလဲတာယာမှုမရှိပါ ကံကောင်းသောကနေ့များမှာနှစ်ငါခွန်ကနေ့များဖြစ်ပါသည်ရေရအနေနဲ့ဗုဒ္ဓဘူးနေမှာတကိုးကြီးဖျားဗုဒ္ဓဘူးတောက်မှာရွှေထီးလေးလက်ကတ်လူဘူးဆိုပါဗုဒ္ဓဘူးသာသမီများတဲ့ဒီတစ်ပတ်မှာစိတ်ဤချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့ပြည့်စုံပါသည်ကောင်းသောလူရင်းဆန္ဒများလည်းပြေဝကြပါစေ ဇာသာပရိသတ်များတွေတပတ်စာပေတွင်ဟော့စတန်ဝန်ထမ်းဖြစ်ပါကယာဒူတိုလာစာတူမီစက်တူရှယ်ယာလုပ်ငန်းပေါ်မီသို့မဟုတ်စက်တူရှယ်ယာလုပ်ငန်းလှုပ်ထားပါကအချိုးမြက်များရရှိမီကျွေးကိစ္စစကားပြောရလိမ့်မည်ရက်ဝေးရောက်နေသောမိသားစုတဦးထံမှငွေသို့မဟုတ်တရင်ကောင်းရောက်မီမော်တော်ကားအယောင်းဝယ်မှမီသတိထားပါအမှုပညာလုပ်ငန်းမှာစိတ်အနှောက်အယှက်များပေါ်မီဂျဲမိုင်းရတော့ရင်မအောင်ချင်းသို့မဟုတ်ကြောအောင်ချင်းများ ဖြစ်ပေါ်မီပညာရေးမှာအောင်မြင်မှုများရရှိမီအခြေရေးမှာချစ်သူနှင့်အနေစိတ်နေလိမ့်မီအိမ်တော်ရေးမှာလည်းအဆင်မပြေပါကံကောင်းသောကနေ့များမှာ3 6 8ကနေ့များဖြစ်ပါသည်ဂျေဒီယာနေနှင့်ဇတာရီနေမှာနေအိမ်ဖျားကြောင်းဆောင်မှာမြေပဲယူငါခုကတ်လူဘူးဆိုပါဇတာရီတာတိများတွေဒီတစ်ပတ်မှာစိတ်ရချမ်းမှခြင်းကိုဤချမ်းမှခြင်းများနေပြေဆုံးပါသည်ကောင်းသောလူဆန္ဒများလည်းပြေဝကြပါစေ တောက်ချာသားသည်များတွင်တပတ်စာပေတွင်ဟော့စတန်အိန္ဒိယအရွှေ့ပြောင်းပေါ်ပြီးကောင်းသောပေါ်ခြင်းဖြစ်ပါသည်စံစဘာအယောင်းဝယ်ကောင်းပြီးနိုင်ငံသားခရီးအတွက်သတင်းကောင်းကြားရမည်မြေအယောင်းဝယ်ဖြစ်ပြီးအလုံးသစ်အတွက်အင်တာဗျူးဝင်ရမည်အောင်မြင်ပြီးမော်တော်ဆိုင်ကယ်မှောက်ပြီးသို့မဟုတ်ပြက်ပြီးရွှေဝင်ပြီးရွှေလုပ်ငန်းမှာအကျိုးမြတ်များစွာရရှိမည်ကျဲမာကြီးကတော့ချောင်းဆိုးပြီးရင်ကျက်ပြီးအခြေရင်းမှာအနောက်ရှက်ပေါ်ပြီးအိမ်တော်ကြီးမှာလည်းအစင်မပြေ ြည့်ပါကံကောင်းသောကနေ့များမှာ3 5 6ကနေ့များဖြစ်ပါသည်ဒေရီယာနေနေ့တောက်ကြာနေ့မှာတကိုးကြီးဖះတောက်ကြာတော့မှာတပြေ24ညကလူပူဇော်ပါတောက်ကြာသာသီများတွေဒီတစ်ပတ်မှာစိတ်ချမ်းမာခြင်းကိုယ်ချမ်းမာခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူရင်ဆန္ဒများပြေဝကြပါစေ စနေသားသမီးများတွေတပတ်စာပေရင်ဟော့စတန်ဝန်ထမ်းဖြစ်ပါကယာဒူဒိုလာစာတူမီအိမ်ဆောက်ရန်အတွက်ခွင့်ပြုမိရပြီးသို့မဟုတ်အိမ်ဆောက်ရန်ပတ်နဲ့ရရလိမ့်မည်နိုင်ငံခြားမှငွေရောက်ပြီးသို့မဟုတ်နိုင်ငံခြားငွေဝင်ပြီးဆိုင်ကယ်အယောင်းဝယ်ဖြစ်ပြီးမော်တော်ကားအယောင်းဝယ်မှာအထင်ငော့ပေါ်မီဝေဝေကောင်းပြီးပျောက်နေသောပစ္စည်းများပြန်တွေ့မီကျဲမာကြီးကတော့သွားကြိုက်သွားနာဖြစ်မီပညာရေးမှာပြိုင်ဆိုင်မှုများအကောင်းနေပါသည် အချစ်ရေးမှာကံကောင်းနေပါ ါသည်ချစ်သူထံမှ လက်ဆောင်ရမည်အိမ်တော်ရေးမှလည်းတာယာနေပါသည်ကံကောင်းသောကနေများမှ၄၅ကိုကနေများဖြစ်ပါသည်ဂျေရီယာနေနှင့်စနေနေ့မှာတကိုးကြီးဖျားစနေတော့မှာထီးဖြူငါလက်ကလူကူစောပါစနေသားသည်များတဲ့ဒီတစ်ပတ်မှာစိတ်ရည်ချမ်းသာခြင်းကိုဤကျဲမှခြင်းများနဲ့ပြည့်စုံပါစေကောင်းသောလူဉ္ဇဏများလည်းပြည့်ဝကြပါစေ